ဒီပိဿကဘုရားဖြစ်ဖို့ဆိုတာဘယ်လိုပါရမီတွေဖြည့်ခဲ့ဘယ်လိုတွေလောက်ခဲ့ရတယ်လဲလို့ဆိုတာဒါကတည်တင်တည်လိုက်တဲ့အချက်တွေပေါ့เนาะမှန်ပါဗျာသို့သောပိဿကဘုရားအလောင်းပါရမီ ဖြည့်တယ်ဆိုတဲ့ဇလန်းတွေကတော့တဲပြီးတော့မရှိဘူးတဲပြီးတော့မရှိဘူးမရှိသည့်အတွက်ကြောင့်သူတို့ဘယ်လိုဒီဘောရိတ္တဘုရားအလောင်းပါရမီဖြည့်တယ်လို့ 950ဇတ်တည်လူသူတို့ရဲ့အတိတ်ဘဝဇာတ်လမ်းတွေမြန်မြန်ဆဆမှတ်တမ်းတင်ထားတာမရှိသည့်အတွက်ကြောင့်သိနိုင်ခွင့်မရှိဘူးသို့တော့သူတို့လည်းပါရမီဖြည့်ရတယ်ဘလောက်ပါရမီဖြည့်ရတုံးဆုံးနှစ်အသင်ခြေနဲ့ကဘာတသိန်းနဲ့ဖျားဖြစ်ဖို့ရာကအနည်းဆုံး၄အသင်ခြေနဲ့ကဘာတသိန်းနဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီထဲမှာတရာရိကဖျားဆိုလို့ရှိရင်၈အသင်ခြေနဲ့ကဘာတသိန်း ဝိရိယအဓိကကျတော့16သင်္ချေနဲ့ကဘာတသိန်းလို့ဒီလိုပါရမီဖြစ်ရတာတွေရှိသေးတယ်ပေါ့ဖျားဖြစ်ဖို့ကျတော့၄အသင်္ချေနဲ့ကဘာတသိန်းရှိတယ်၈အသင်္ချေနဲ့ကဘာတသိန်းဖြစ်တယ်16သင်္ချေနဲ့ကဘာတသိန်းရှိတယ်လို့သူတို့ရဲ့တတ္ထာဆွမ်းအာပညာဆွမ်းအာဝိရိယဆွမ်းအာတွေအလိုက်နှစ်အတိုင်းတာလို့ကွဲပြားခြားနာမှုရှိတယ်ရောဖိစိကဗုဒ္ဓတွေကြတော့အဲ့လိုကွဲပြားခြားနားမှု မရှိဘူးဖိစိကဗုဒ္ဓဖြစ်ဖို့ရာကြတော့ နှစ်အသင်္ချေနဲ့ကဘာတသိမ့်ပါရမီဖြစ်ရတယ်။ရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လိုအက္ခတဝကဖြစ်ဖို့ကြတော့တစ်အသင်္ချေနဲ့ကဘာတသိမ့်လို့သူတို့ဆိုတယ်။ကြံတဲ့မဟာတဝကတွေကတော့ကဘာတသိမ့်လောက်ပဲပါရမီဖြစ်ရတယ်။ပဂတိတဝကတွေကတော့အဲကုသိုလ်ကောင်းမှုလုပ်ပြီးတော့အခြေခံကြသွားရင်အခုဘဝဖြစ်နောက်ဘဝကြွချင်းကြွမှာပဲဒါတော့နော်သိပြီးတော့ရေရှည်လုံးเสียမလို့ဘော။အဲ့တော့ ဒီထူးချွန်ထက်မြက်တဲ့ပုံကုမျိုးမဟုတ်ဘူးတာမန်ပုံကုဆိုလို့ရှိရင်လွယ်တယ်လေနည်းနည်းထူးချွန်ထက်မြက်တဲ့ပုံကုမျိုးဖြစ်ဖို့ကြတော့အချိန်ယူရမှာပေါ့ဒါတော့ဟုတ်တာပဲပစ္စည်းကောင်းထုတ်ဖို့ဆိုအချိန်ယူရတယ်လေအဲ့တော့အဲ့တော့ဘိသိကဗုဒ္ဓရှင်မြတ်တွေဟာနှစ်သင်္ချေနဲ့ကမ္ဘာတသိန်းပါရမီဖြည့်ပြီးမှပစ္စည်းကဗောဓိဉာဏ်ကိုရကြတာတဲ့ဒါပြင်ဘယ်လိုခေတ်ခါမျိုးမှာပစ္စည်းကဗုဒ္ဓပွင့်နာတော့လို့ဆိုတော့ သူကဖျားမပွင့်တဲ့ကဘာမျိုးမှလည်းမပွင့်ဘူး။တုံညကဘာလို့ခေါ်တာပေါ့။အဲ့ဒီလိုဟာမျိုးမဟုတ်ဘဲနဲ့ဖျားပွင့်တဲ့ကဘာမျိုးမှဖျားမပွင့်ခင်ပွင့်တယ်။ဖျားတဆူနဲ့တဆူချားမှပွင့်ညာတယ်ပေါ့နော်။ဖျားမပွင့်တဲ့အချိန်မှပွင့်ညာ။ကောရမမြတ်စွာဘုရားနဲ့ဖျားလောင်းလေးမွေးလာသည်ထီအောင်နောက်ဆုံးပြည့်စေကဘုရားတဆူဟာကြံ့ရင်သေးတယ် ်ဖះလောင်လေးမွေးဖွားလာတာကိုသတင်းကိုသူသိသွားတယ်။အဲ့ဒီပိဿကဗုဒ္ဓရဲ့ဖွဲ့တော်ကမာတင်ကပိဿကဗုဒ္ဓတဲ့။ဒီပိဿကဗုဒ္ဓကဖះလောင်လေးဖွားလာပြီဆိုတာကိုသူသတင်းကြားသွားတယ်။ကြားသွားပြီးတော့သူပြိဋိဘံဆန်းသွားတယ်။အဲ့ဒါနောက်ဆုံးပိဿကဗုဒ္ဓဆိုအဲ့တော့ဖះပွင့်တဲ့ကဘာမှာသူတို့ပွင့်ကြတယ်လို့ဒီလိုဆိုတာပေါ့။သောသောဖះနဲ့ပြိုင်ပြီးတော့ဖះရောပိဿကဗုဒ္ဓရောဒီလိုဆုံတွေ့တာမျိုးတော့မရှိဘူး မရှိဘူးဒါလေးကဟိုမှတ်သားစရာဘာဖြစ်လို့မတွေ့တာရောလို့မေးစရာလဲရှိကောင်းရှိနိုင်တယ်ပေါ့ तू ကတပြည့်မဟုတ်ဘူး तू ကိုယ်တိုင်သစ္စာလေးပါးကိုထိုးရင်းရည်တည်တာကိုယ်ပိုင်ဉာဏ်နဲ့တည်တာမို့ तू ကိုပစ္စေကကိုယ်ပိုင်ဉာဏ်နဲ့တည်တာလည်းပဲအတိအသီးတဦးနဲ့တူဆက်သွယ်မှုမရှိဘူး तू ကနော်ပစ္စေကဆိုတာအတိအသီးကိုယ်အာယုန်နဲ့ကိုယ်ကိုယ်လမ်းနဲ့ကိုယ်ရှောက်ပြီးတော့ဖျားဖြစ်ကြတာ ဘုဇုဆီယမနိခန္ဓာမဟုတ်ဘူးဒါမို့လို့ပြိစ္ဆကဗုဒ္ဓဟာတပြိုင်နဲ့900လဲပွင့်နိုင်တယ်အထီးတယ်လဲပို့ပြီးတော့ပွင့်နိုင်တယ်ပေါ့တမန်တမုဒ္ဓဘုရားကြတော့တဆူပဲပွင့်လို့ရနှစ်ဆူပွင့်လို့မရတဆူဆိုတဲ့အချိန်မှာဘယ်အချိန်ထိအောင်သွားတာတုံးဆိုတတ်တော်လေးတဆူရှိနေသေးရင်ကိုနောက်ဘုရားမပွင့်ရသေးဘူးသူကဆိုတော့ဂေါရမမြတ်စွာဘုရားရဲ့ဓာတ်တော်တွေရှိနေသေးရင်အရိပတိယဘုရားမပွင့်ဘူး ဒါကြောင့်မို့လို့နောက်ဆုံးကြတော့ဓာတုအန္တရဒါနဒီဘုရားသာသနာကွယ်သွားပြီးတော့ဘာသာသာသနာနဲ့ပတ်သက်ပြီးယူသိလေးစားမဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဖះဆိုတာကိုသိတဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်မှာဒီတတ်တော်တွေဟာစာအဆိုရဆိုလို့ရှိရင်တော့ရှိသမျှဓာတ်တော်တွေဘယ်နေရာမှာပဲရှိရှိရှိသမျှဓာတ်တော်တွေဟာတီဟိုကျောင်းကမဟာစေတီတဲ့ရောက်သွားမယ်လို့ပြောတာသူကသူ ပြောင်းသွားကြတာเนาะ အဲ့ဒီကမှရှိသမျှဓာတ်တော်တွေဟာခုဗုဒ္ဓဂယာမဟာဗောဓိပင်နေရာကိုကြွသွားကြပြီးတော့ဖះရဲ့အသွင်တရံပုံတန်တန်ဖန်ဆင်းပြီးတော့တကိုးတွေဘာတွေပြပြီးတော့မှဒီဇောထလောင်ပြီးဓာတ်တော်လေးဟာတဆူးမှမကြံအောင်အကုန်လုံးပျောက်ွယ်သွားမှာလေဒါဓာတုအန္တရဌာနဆိုတာရှိတယ်ပေါ့ဒါမို့ဖះရဆူရဲ့ဓာတ်တော်ဟာနောက်ဖះရဆူလက်ထက်ထီအောင်မရှိနိုင်ဘူး ရှိနေသေးရင်နောက်ဘုရားမပွင့်နေဘူးဒီလိုဆိုလိုတယ်သူကအားလုံးလက်စတုံးသွားတော့ပစ္စေကဘုရားကျတော့အဲ့ဒီလိုပုံစံမျိုးမဟုတ်ဘူးဒါမတူတာလေးတွေကိုသိဖို့ပေါ့နော်မတူတာလေးတွေကိုသိထားအဲ့တော့ပစ္စေကဘုရားဆိုတာဘုရားတဲ့တော့တဆင့်နေတယ်တဆင့်နေတယ်ဆိုတာအကြီးချင်းအပြင်တဆင့်နေသွားတယ် ဒါကရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့လို့အကသဝကတွေတဆင့်မြင့်နေသူကအဲ့ဒီဈာမပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေလို့ဒီလိုပြောရမှာအဲ့တော့ပိစိကလို့ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဘုရားဆိုတာတော့သစ္စာလေးပါးကိုတည်သူပိစိကဆိုတာအတီးဒီကိုပိုင်နီးနဲ့သစ္စာတရားကိုသိသွားတဲ့ဘုရားလို့ဒီလိုပြောတာเนาะ အဲ့တော့တမတမုဒ္ဒါကိုဖရာကြီးလို့ခေါ်ရင်သူ့ကိုဖရငယ်လို့ခေါ်ကြတာပေါ့ဒါကတော့အကြီးငယ်ဆူလာဗုဒ္ဓမဟာဗုဒ္ဓလို့စာထဲမှာတော့ဒီလိုမသုံးသို့တော့ပမာရိယသုံးတယ်ဖရကြီးဖရငယ်နော်ဖရကြီးဖရငယ်လို့သုံးတယ်ပမာစာပေမှာတော့အဲ့တော့ငယ်တယ်ဆိုတာဂုံအားဖြင့်ငယ်တဲ့သဘောကိုပြောတာနော်ဟုတ် မ္မသမုဒ္ဒဖရာမှာရှိတဲ့အကြီးချင်းမျိုးသဗ္ဗညုတဉာဏ်တို့လိုဟာမျိုးအိန္ဒြိယပရောပရိယတိတို့အာတယာနုတရားတို့လို့ဆိုတရားဟောပြောတဲ့နေရာမှာအသုံးဝင်တဲ့ဉာဏ်မျိုးတွေဒီပိစိကဗုဒ္ဓမှာမရှိဘူးသို့တော်ကိုယ်ပိုင်ဉာဏ်နဲ့အတိအသီးပိစိကဆိုတာအတိအသီးပတိကူလာအတိအသီးတစ္ဆာတရားကိုသိပြီးတော့ကိုယ်ပိုင်ဉာဏ်နဲ့တစ္ဆာတရားကိုသိပြီးတော့ ိသကဗုဒ္ဓဖြစ်ကြတာအရတ္တမေရတ္တဖို့ကိုရကြတာပေါ့ရှင်သာရိပုတ္တရာတို့ရဲ့အရတ္တမေရတ္တဖို့နဲ့စွန့်ရည်ထက်တယ်ပေါ့မှန်ပါဘူးဝိဇ္ဇာ၃ပါးအဲအဘိညာဉ်၆ပါးပဋိသင်္မိဒာညာ၄ပါးဆိုတာတွေတော့ပါတာပေါ့သူလည်းထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်ထူးခြားထက်မြက်တဲ့အရည်ချင်းတွေရှိတယ်အဲ့လိုပိဿကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းသိလို့ ပတိကူလာဗုဒ္ဓတိသံဖရာတွေလို့ဒီလိုပြောအောင်သို့သောပိစိကဗုဒ္ဓကိုနိုင်ငံခြားစာအုပ်တွေမှာဘာသာပြန်တဲ့အခါမှာ silent ဗုဒ္ဓလို့ဘာသာပြန်ရတယ် silent ဆိုတဲ့အဓိပ္ပာယ်ကစကားမပြောဘူးတိတ်တိတ်နေတယ်လို့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပိစိကဗုဒ္ဓတွေစကားပြောပါတယ်ခုသူတို့ဟောတော်တဲ့တရားတွေလည်းရှိတယ်တရားမဟောဘူးဆိုတာမဟုတ်ဘူး မဟောဘူးဆိုတာဘယ်လိုဟာကိုမဟောတာတော့ဆိုအထက်ကရာမှာရှင်းထားတာရှိတယ်ပိစိကဗုဒ္ဓတွေဟာကိုယ်ပိုင်ဉာဏ်နဲ့ထိုးရင်းပြီးတော့တရားဓမ္မကိုသိတာမှန်တယ်သို့တော့ကိုသိတဲ့တရားကိုဒီတစ်ဖက်သားကိုလိုသိသွားအောင်ပြောနိုင်သွားမှရှိဘူးလို့တွေ့လို့ဆိုလိုတယ်နော်မဟောတာတော့မဟုတ် သို့သောတေဂရာမှာရေးထားတာဘာလို့ဆိုရင်စကားမပြောတတ်တဲ့အနေတဲ့လူတယောက်ဟာအိမ်မက်မက်ရင်သူ့အိမ်မက်အကြောင်းကိုသူဘယ်လိုလုပ်ပြန်ပြောပြအဲအဲနဲ့လောက်ရမှာပေါ့အဲအခုကိတော့စကားပြောတဲ့နေတွေရှိတယ်လေလက်ကလေးတွေကိုချိုးတီချိုးပြပြီးတော့အဲ့တော့ပိစိကဗုဒ္ဓကသူသိတဲ့တရားကိုပြန်ပြီးတော့ဟောဖို့ဆိုတာတခြားပုဂ္ဂိုလ်တွေဟောဖို့ဆိုတာ ူမအဲ့ဒီဆိုင်တတိတော်မရှိဘူးလို့ဒီလိုဆိုတယ်။နောက်ဥပမာတစ်ခုပေးထားတာတော့တောထဲမှာအမြဲနေတဲ့မုံဆိုးတယောက်ဟာမြို့တက်ပြီးတော့ဖာလူတာတောက်တယ်ပေါ့။အဲတောရောက်တဲ့ကဖာလူတာဘလောက်ကောင်းတယ်ဆိုတော့သူ ပြန်ပြပြောတတ်ဖူးတဲ့။ရှိမှမရှိတာ။ဟုတ်လား။စာထဲမှာတော့ဖာလူတာလို့မပါဘူးနားလဲအောင်လို့ပြောပြ။ မျိုးပေါ်ကစားလာတဲ့အစာအာဟာရရဲ့အရသာကိုတောရောက်တဲ့အခါသူပြန်မပြောတတ်ဘူးတဲ့တောမှာစကလုံးမရှိဘူးပေါ့လေအဲ့ဒါပြောဖို့အဲ့ဒီအဓိပ္ပာယ်မျိုးလို့ဆိုတာပဲအဲ့ဒါကိုကြည့်ပြီး silent ဗုဒ္ဓလို့ဘာသာပြန်တာတော့ဒါမဟုတ်ဘူး990ထဲမှာပိဿကဗုဒ္ဓကတရားဟောတော်တာရှိတယ်အရိန္ဒမမင်းဆိုတော့ဘုရားလောင်းအဲ့တော့ဘုရားလောင်းနဲ့ပိဿကဗုဒ္ဓအဲ့တော့တကယ်ချင်းဖြစ်ကြတယ်တကယ်ချင်းဖြစ်တော့ အဲ့တော့ပိစိကဘုရားဖြစ်တာကပရောဟိတ်ပုံနာဖះလောင်းကဘယင်အဲ့ဒီမှာသူတငယ်ချင်းကိုသူလိုတောထွက်ပြီးတော့တရားတို့တရားမြတ်ရားစေခြင်းအဲ့ဒီအချိန်မှာဟိုကထိနှံစည်းစိမ်မစွန့်နိုင်ကံကုန်အာယုန်တွေကမစွန့်နိုင်သူကမစွန့်နိုင်တော့ဘာနဲ့ဥပမာပေးပြီးဟောတာတော့ဆိုကြီးမိုက်ကြီးတကောင်အကြောင်းဥပမာပေးပြီးဟောတာ မင်းဒီနန်းဒီနန်းစီစဉ်နေကိုဒီတိုင်းသာဆက်လက်ပြီးတော့နေမယ်ဆိုလို့ရှိရင်ကြီးမိုက်ကြီးလို့ဒုက္ခရောက်လိမ့်မယ်လို့ပြောသွားတာဒီလိုတော့ဟောနိုင်တယ်သူ